2050ပြည့်နှစ်ရောက်ရင်ကျွန်တော်တို့ရဲ့လူနေမှုဘဝတွေကဒီလိုလေးဖြစ်သွားကြလိမ့်မယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါမယ။ဘာမအီတုံလုံး channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ရာသူနှစ်လည်ပြောင်းမှာဤပညာတွေကအရန်ကိုတို့တက်လွန်းလာခဲ့ပါရစေ။လွန်ခဲ့တဲ့ဆယ်စုနှစ်နဲ့ငယ်လောက်ကအိမ်မက်ထဲမှာတောင်မှထဲမက်ခဲ့ကြဘူးမှမဟုတ်တဲ့အရာတွေကဒီကနေ့ခင်မှာတော့တကယ်ဖြစ်နေကြပါပြီ။ရဝေထုပစ္စည်းတွေတို့တက်မှုတွေကအရှင်အဟုန်နဲ့ဆက်လက်စီးမျောနေစေဖြစ်ပါရစေ။အရာကြောင့်ပဲနောက်ထပ်25နှစ်လောက်ကြာရင်တော့ကျွန်တော်ရဲ့ဘဝမှာဘာရင်ဆိုင်ကြုံတွေ့လာရနိုင်လဲဆိုတာကိုသိကျင်လာမိပါတယ် ဆိုတော့လာမယ့်တက္ကီ2050ရောက်တဲ့အခါကဘာကြီးမှာပါတယ်ကျွန်တော်တို့တစ်ချက်လောက်ရင်ခုန်စိတ်ကူးကြည့်လိုက်ကြရအောင်ပါနာနိုတက်နိုလော်ဂျီတွေအရင်ပဲတိုးတက်လာပါလိမ့်မယ်နာနိုနည်းပညာနဲ့စံသစ်ဓာတ်ရီ application တွေအများကြီးထွက်ပေါ်လာမှာဖြစ်ပြီးတော့ကျွန်တော်ရဲ့ဘဝနေထိုင်မှုကိုနောက်ဆက်စီကိုပြောင်းလဲပေးလာနိုင်ပါလိမ့်မယ်ဖုန်းတွေကဏန်းပေါင်းဆက်တွေမလိုတော့တဲ့ပညာရေးစနစ်ကြီးကိုဥတီလာမှာဖြစ်လို့ကျောင်းသားတွေအတွက်လည်းစိတ်လုံရှားစရာကောင်းနေပါလိမ့်မယ်နောက်ထပ်တစ်ခုကတော့ 3D printing နည်းပညာဖြစ်ပါတယ် 3D print နည်းပညာကယခုခေတ်ကလေးကတပြေးပြေးတိုးတက်လာနေပြီးတော့ ူနေထိုင်ရာအဆောက်အုံတစ်လုံးကိုတောင်မှနှစ်ရက်ထဲတွင်တည်ဆောက်လို့ရနိုင်နေပြီဖြစ်ပါသည်အလုံးနီးပညာတွေကလည်းအရှိန်အဟုန်နဲ့ဆက်လက်ဖွံ့ဖြိုးတိုးတက်နေမှာဖြစ်ပြီးတော့2050ကိုရောက်တဲ့အခါမှာတော့အိမ်ဆောက်လုပ်ခြင်းလုပ်ငန်းတွေမှာပါတွင်ကျေစွာအသုံးပြုနေကြတော့မှာဖြစ်ပါတယ်။အိမ်ဆောက်တာတွေတင်မှာကပဲနဲ့အိမ်သုံးပရိဘောဂပစ္စည်းတွေနဲ့လက်နက်ကိရိယာတွေကိုပါ 3D print နီးပညာနဲ့ထုတ်လုပ်လာနိုင်ပါလိမ့်မယ်။နောက်တစ်ခုအနေနဲ့ဆေးပညာပိုင်းကိုလည်းကျွန်တော်မေးထားလို့မရပါဘူး။ဒေရင်တရားကိုဆွဲဆန့်ထားနိုင်တဲ့နီးပညာတွေအများကြီးထွက်ပေါ်လာပါလိမ့်မယ်။ BCL နီးပညာကိုအသုံးပြုပြီးတော့အုံနှောင်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လာနိုင်ပြီးတော့ ကျွန်တော်တို့ memory stick နဲ့ file တွေကူးသလိုအုံနောက်ထဲကအမှတ်ဉာဏ်ကူးတာတွေကိုကျွန်တော်တို့ memory stick တွေနဲ့ file တွေကူးသလိုမျိုးအုံနောက်ထဲကအမှတ်ဉာဏ်တွေကိုကွန်ပျူတာထဲကိုပြောင်းလဲလို့ရလာနိုင်ပါ ರೀ ။ဒေဘုတ်ဆောင်ရေးကဏ္ဍဘက်ကိုလည်းတစ်ချက်လောက်သွားကြည့်ကြရအောင်ပါ။2050မှာဆိုရင်တော့ကားတွေကိုလူကိုယ်တိုင်မောင်းစရာမလိုတော့ဘဲနဲ့အလိုလျောက်မောင်းနေတဲ့စနစ်နဲ့ပဲအလုပ်လုပ်သွားတော့မှာဖြစ်ပါ ರೀ ။အဲဒါကြောင့်ပဲကားမောင်းရင်းနဲ့ဆော်လေးတွေကိုလိုင်းငေးနိုင်တော့မှာပါ။အဲလကားစားတာပါ။ကားမောင်းဖို့အာရုံစိုက်စရာမလိုတော့လမ်းပေါ်မှာတင်တခြားလှုပ်တွေကိုပို့ပြလှုပ်လို့ရလာတော့မှာဖြစ်ပါ ರೀ ။ အုံမာအဖျင်ကားနဲ့သွားနေရင်လည်းအစည်းအဝေးတွေပြုလုပ်နိုင်တယ်လို့မိသားစုလိုက်အပန်းပြေခရီးထွက်ရင်လည်းစကားတွေပြောရှုခင်းနေငေးရင်လည်းအချိန်တွေပိုထွက်လာမှသိကြပါရည်။လမ်းကြောင်းစနစ်တွေကိုလည်းလူမဲ့မောင်းနေရေးစနစ်နဲ့လိုက်ဖက်ညီမဲ့ဤပညာကြီးနဲ့အစားထူတော့မှာဖြစ်ပါရည်။အများပြည်သူတွေပို့ဆောင်ရေးကဏ္ဍမှာလည်းတနအီကိုကီလိုမီတာ330လောက်အထိမောင်းနေနိုင်မဲ့လျှက်စစ်တန်းလိုက်စက်ကွင်းသုံးမြေအောက်ရထားတွေပြေးဆွဲသွားဖို့ကြံစီနေတာတွေက2050လောက်ရောက်ရင်တော့အထမြောက်လာနိုင်ပါရည်။လောင်စာစီအသုံးပြုမှုနည်းပါးလာပြီးတော့ဈေးနှုန်းတက်တက်တာတာနဲ့ခရီးအဝေးကြီးထိတွားလာနိုင်တော့မှာပါ။ ပြောနေရင်လည်းလောင်စာစီပါသွားပါပြီ။လောင်စာစီကဏ္ဍက2050မှာဘာဆက်ဖြစ်နိုင်မလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်စဉ်းစားကြည့်ကြရအောင်ပါ။ကဘာကြီးပုံနွေးလာမှုတဘာဝရင်းမြစ်တွေပုံမရှားပါလာမှုတွေကြောင့်ပြန်လည်ပြေဖြိုးမြဲဆွမ်းအင်တွေကိုအသုံးပြုအတွက်ပင်ပုံပြတ်ကြိုးပမ်းလာကြပါလိမ့်မယ်။အဲ့ဒီအတွက်လျှက်စစ်တန်လိုက်တဲ့ကားတွေရထားတွေကိုမောင်းနေနိုင်မှုအခုကလေးကစံတက်လို့ဆောင်နေကြတာ2050လောက်ကြာရင်တော့အသက်ဝင်လာနေမှာဖြစ်ပါပြီ။ကြရှိနေတဲ့အကြောင်းအရာတချို့လည်းရှိနေသေးပေမဲ့အချိန်ကုန်ငဲကွက်တော့အပြင်တော့ဒီလောက်နေပဲရန်နာအခွင့်ပြုစီခြင်းပါပြီ အစုံလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိပါရမြ။